မင်္ဂလာပါမောင်ဒီခုဒီ view file မှာဒီပုံလေးကိုဆွဲပါမယ်အဲဒီပုံလေးကိုဆွဲဖို့အတွက်မအားပုံလေးကိုအရင်ဆုံးနားလည်အောင်ကြည့်မယ်ပေါ့နော်ပုံလေးမှာဆိုရင်ဘာတွေပါလဲဆိုရင်စာကဲလေးတွေ10မီတာနဲ့ပြထားတဲ့စာကဲ3ခုရှိမယ်အဲ့ဒီ3ခုမှာအတွင်းထဲမှာဒီညာလေးပေါ့နော်ဒီပုံလေးကိုဆွဲကြည့်လိုက်မယ်ဒါလေးတစ်ခုရှိမယ်အဲ့ဒါလေးကိုဒီပုံစံလေး3ခုရှိရပေါ့နော်ဒီပုံစံလေး3ခုရှိရဲ့ နောက်ပြီးတော့ဒီလိုပုံစံအားလည်း၃ခုရှိ။အစမတို့ကတစ်ခုချင်းစီလိုက်ဆွဲမနေရောနဲ့ဒီနှစ်ခုကိုဆွဲပြီးတော့ array ပွားလိုက်ရင်ရမယ်ပေါ့နော်။ array ၃ခုပွားရင်ရပြီပေါ့။အဲ့တော့တစ်ခုချင်းစီကိုကြည့်မယ်။ဒီပုံလေးဘယ်လိုဆွဲထားလဲပေါ့။အဲ့တော့ဒီမှာဒီ circle 4 5 by 8 circle ရှိရေနော်။အဲ့ဒီအမှတ်ကနေပြီးတော့ဒီ circle လေးတစ်ခုဆွဲထားရယ်။သူ့ရယ် that is distance အဲ့ဒီမှာပေးထားရယ်နော်။ diameter 1တန်ဖိုးနဲ့ပေးထားတယ်။ပြီးတော့ဒီ line နဲ့ရှိမယ်။ဒီ line ဒီနားကဒီနားမှာ circle လေးသေးလေးရှိမှာပေါ့နော်။အဲ့ circle လေးနဲ့လာဆက်ထားတယ်။အဲ့ဒီ circle လေးကဘယ်မှာဆွဲထားရလဲဆိုတော့တစ်ချက်ကြည့်မယ်။ခင်ဗျားတို့ဒီမှာ radius 3/4လို့ပေးထားတယ်။ဒါပါဆိုဒါ circle ပေါ့နော်။အဲ့ဒီ circle လေးတစ်ခုရှိမယ်။အဲ့ဒီ circle ကနေမှာအဲ့ဒီ circle ရဲ့ quadrant နဲ့ပေါ့နော်။ထိပြီးရောဟုတ်မှာ ဒီမှာစာကလေးလေးတူတူရှိအဲ့ဒီစာကလေးရဲ့တန်ဖိုးကဘယ်လောက်လဲဆိုတော့ဒီဘက်ပုံမှာပေးထားတယ် radius 1 by 8အဲ့တော့ဒီစာကဲ radius 3 by 4ရှိရဲ့စာကဲနဲ့ radius 1 by 8ရှိရဲ့စာကဲကိုလာထိထားရပါတော့ပြီးတော့မှအဲ့ဒီစာကလေးနဲ့ဒီဘွားစာကဲနဲ့ကိုလောက်ထားလဲဆိုရင် tangent line နဲ့ဆက်ထားဖြစ်တယ်အဲ့တော့ဒီပုံလေးရမယ်နောက်တစ်ခုကမဟုတ်ဒီပုံဆွဲထားတယ်ဒီပုံကကြတော့ဘယ် line ပုံမှာလဲဆိုတော့ ဒီပါတီကယ်ကနေ38ဒီဂရီစောင်းထားတဲ့ line ပေါ်မှာအဲ့ဒီ line ကနေဒီဒုတိယတတိယစာကဲပေါ့နော်38/5 5/8ဆိုတဲ့စာကဲပေါ်မှာဖြတ်သွားတဲ့ line ရှိတယ်။အဲ့ဒီကနေပြီးတော့မှသူ့ရဲ့ radius term ကိုဘယ်လောက်နဲ့ဆွဲထားရလဲဆိုရင် radius term ကိုဒီဘက်မှာပြထားတယ်။ဒီနားက radius 1/2တဲ့။ radius 1/2နဲ့ဒီနားကနေနားဆွဲထားတဲ့စာကဲတစ်ခုရှိမယ်။နောက်တစ်ခုကဒီနားမှာဒီနားမှာရှိတဲ့စာကဲလေးရဲ့ term ကို အဲ့တော့အဲ့ဒီနားမှာရှိတဲ့စာကလေးရဲ့တန်ဖိုးကဘယ်နားမှာပြထားရှိမလဲဆိုဒီဘက်မှာပါနော်ဒီဘက်နားပဲအတူတူပဲဆိုတော့ဒါ radius 3 by 16နဲ့စာကတလုံးရှိမယ်အဲ့တော့ဒီနားမှာစာကတခုရှိမယ်အဲ့တော့ဒီနားကစာကလေးလိုပဲဒီစာကရဲ့ quadrant နဲ့လာပြီးရောဒန်းချန်နဲ့ပေါ့နော်ဒီစာကလေးနဲ့လာထီပြီးရောဆွဲထားတဲ့ဝန်လေးတခုရှိမယ်ပေါ့ ဒါမှမဟုတ် fail လက်ပေါ့နော်တခုလောက်မှာသူရဲ့ radius ကြောင့်ကတော့3 by 16လေးရှိရဆိုတာကိုသိထားအဲ့တော့မှဒါလေးရပြီဆိုလို့ရှိရင်ဒီဘက်ကကောင်းတော့ဒီလိုမျိုးပဲ light ဆွဲရင်လည်းရတယ်ဒါပေမဲ့အခုဒီပုံနားလေအောင်တစ်ချက်ကြည့်မယ်ဆိုရင်3ခု3ခုပေါ့နော်ဒီပုံလေးဆိုရင်လည်း3ခုရှိရဲ့အဲ့ဒီ3ခုကတရားနေဆိုရင်ဒါဆိုရင်60ထောင်ထားရလားအဲ့ဒီလိုင်းကနေစာကယ်ရဲ့ဒီဂရီက360ရှိရဲ့အဲ့တော့3ဝိုင်းပိုင်းမယ်ဆိုရင်120 အဲ့တော့တရားဆိုရင်လည်း120ရှိမယ်ဒီကနေဖြတ်သွားတယ်ကလည်း120ရှိမယ်အဲ့တော့အဲ့ဒီနှစ်ခုကဒီဘာဒီကကနေဒီစင်တာလေးတော့ဗောနော်ဒီကိုဖြတ်သွားတယ် line တရား120ဒါဆိုရင်ဒီတဝက်က60ရှိမှာဗောဒါဆိုရင်ဒီ60 line ရနေပြီးတော့ဟိုဘက်ဒီဘက်မေရာထောင်းလိုက်ရင်ဒီအတွင်းကဒီပုံလေးရမယ်ဗောနော်ဒီမှာတော့ပုံလေးကိုနားလဲအောင်ကြည့်ပြီးဆိုတော့စာဆွဲပါမယ်အဲ့တော့ စာကလေးသုံးခုအရင်ဆွဲမယ်ဒါယာမီတာကွန်မန်းနဲ့ဖိုင်အန်တာနောက်ထပ်စာကလေးကွန်မန်းခေါ်မယ်ဒါတွေက4-5 by 8အန်တာအော် sorry မအဲ့မှာဒါယာမီတာနဲ့ဆွဲရမှာနော်အဲ့တော့စာကလေးကွန်မန်းယူမယ်ဒါယာမီတာနဲ့စင်တာမှတ်ထားမယ်4-5 by 8အန်တာ အဲ့ဒါစာကေက3 5 by 8 and the diameter တန်ဖိုးပဲ center မှာ diameter တန်ဖိုး t and the 3-5 by 8 and အဲ့ဒီစာကေလေးရပြီနောက်တစ်ခုကဒီအတွင်းကအတွင်းရဒီစာကေလေးရဒါက radius 3 by 4တခုရှိမယ်ဒါဆို radius common နဲ့3 by 4ဆိုရဲစာကလေးတခုဆွဲမယ်3 by 4 and the ပြီးတော့မှဒီစာကေတိတိလေးဆွဲထားတဲ့စာကေရဲ့ဒိုင်မင်ရှင်ရတယ်မှာဒိုင်ယာမီတာ1နဲ့စာကေနောက်တစ်လုံးဆွဲထားရမယ်ဒိုင်ယာမီတာ1အန်ဒါအဲ့ဒီစာကေလေးကအဲ့ဒီစာကေနဲ့တတိယမြောက်စာကေလေးနဲ့အလိုင်းပုံစံမတူဘူးနော်အဲ့တော့ဒီစာကေရဲ့ဒီတတိယစာကေရဲ့နှစ်ခုရဲ့ line type ပုံစံလေး change ခဲ့မယ်ဒီမှာ စန်တာလိုင်းနေတုံးထားခဲ့တယ်။အဲဒီမှာကဒီမှာလာမပေါ်ဘူးဖြစ်နေပါတော့။အဲဆိုရင်တို့ဒီမှာတစ်ချက်ပြန်ထောင်းမယ်။ဒါတော့ရေးထားခဲ့ပြီလား။အဲတော့ control 1နဲ့ line type properties ကိုတစ်ချက်ကလေးဒီမှာဒါသိနေရဖြစ်တဲ့နည်းနည်းလေးကြည့်ပြင်မယ်။5 5 and uh, ါလည်းနည်းနည်းသိနေရောမယ်။ Now point see you five ဆိုရင်နော် point see you five ဆိုမှာပေါ့။ဟုတ်ပြီ။အဲ့လောက်ဆိုရင်ပေါ်သွားပြီပေါ့နော်။အဲ့တော့မှဒီ circle လေး center line နဲ့ဆွဲထားတဲ့ circle လေးနှစ်ခုရှိမယ်။ဒီအတွင်း circle လေးကအတွင်းသူ့ရဲ့ဒီမှာထိမ်မှာ circle လေးက diameter 3 by 16နဲ့ circle လေးဆွဲမယ်။ sorry as i am a clip ပေါ်ပေါ်မှာအရင်ဆုံး particle line လေးထောင်းလိုက်မယ်ပေါ့နော် line comment ယူမယ် ော်သူမှုလေအောင်ထားတယ်စန်တာမှာတစ်ချက်ကလင်မဲ့အပေါ်ဒါရှင်တို့တစ်ချောင်းဆွဲထားလိုက်မယ်ပြီးတော့မှဒီထိပ်ကလင်မှာခုနပြောရဲ diameter 3 by 16နဲ့ socket တစ်လုံးဆွဲမယ်3 by 16 and အဲကောင်လေးကို array ပွားမယ် ear and slot object ဒီ socket လေးကို select under polary under အဲ့တော့ဘယ်နှခုလဲဆိုတော့6ခုဖြစ်တဲ့အတွက်မအား item မှာပြင်ပြမလို့တော့ဘောနော်ပြီးတော့အမတို့ဒီပုံလေးဆွဲမယ်ဒီပုံလေးဆွဲဖို့အတွက်ကဒီ center ကနေဒီမှာကနေ radius ဘယ်လောက်လဲဆိုရင် diameter ပေါ့နော် diameter 1အဲ့ diameter command နဲ့စာကဲတစ်ခုဆွဲပါမယ်ဒီ center အဲဒီစာကဲထိတ်ကနေ 1 by 2 uh, sorry 1 no? sakya ni diameter common 1 under now be your ဒီကျွန်းစာကေ radius 3 by 4ရှိရဲ့စာကေလေးရဲ့ထိပ်ကနေ diameter အ radius 3 by 16ရှိရဲ့စာကေလေးဆွဲမယ် radius 3 by 16ရှိရဲ့စာကေလေး 3 by 16 and เนาะအမှန်ကအဲ့မှာလိုချင်တာမဟုတ်ဘူးဘာဘာကြောင့်လဲဆိုရင်ဒီ circle နဲ့ဒီ one နဲ့ထိရမှာဒါကြောင့်မလို့ငါဟိုဘက်မှာဒီ map clip မှာလာပြီးရောအဲ့ဒီ radius နဲ့ radius 3 by 16နဲ့ဒီထိမှာ circle လေးဆွဲလိုက်မယ်ဒီ center map မှာ3 by 16 and ဘာမှဒီမလိုတဲ့ဒီ circle လေးကိုပြန်ဖြတ်ပြီးမယ်အဲဒါရပါပြီအဲ့တော့ဒီ circle လေးနှစ်ခုဘာလို့ဒါလဲဆိုရင် tangent line နဲ့ဆက်ထားတာအဲကြောင့် ိုင်းကွန်မန်းယူမယ်။စာကဲပေါ်မှာ shift right click နဲ့တန်ချန်လိုင်းခေါ်မယ်။စာကဲပေါ်မှာကလေးတယောက်ကစာကဲမှာလဲ shift right click နဲ့တန်ချန်လိုင်းခေါ်မယ်။စာကဲပေါ်မှာကလေးမယ်။နန္ဒာလိုင်းကွန်မန်းပြန်ခေါ်မယ်။ shift right click နဲ့တန်ချန်စာကဲပေါ်မှာကလေးချ shift right click နဲ့တန်ချန်စာကဲပေါ်မှာကလေးချအဲ့တော့ဒါလေးရပြီ။ ညမဒီမှာတခါလည်းမလိုတဲ့ဘိုင်းလေးတွေဖြစ်ခဲ့နိုင်တယ်။ဒီက under under နဲ့။နေတာဆိုရင်ဒီဖြစ်ဖြစ်ဒီဒီဟိုကနေတခုရပြီပေါ့နော်။အဲ့တော့နောက်တစ်ခုကဒီဘက်ဘက်ကောင်လေးဆွဲမယ်။အဲ့တော့ 38° ဆိုရင်ဆောင်းတဲ့ rotate line လေးကိုအရင်လဲလိုက်မယ်။ RO under နဲ့ select object under base point ကိုင်မယ်ဒီ circle ရဲ့ center ကနေပဲ။ end point ပေါ့နော်။ line ဆိုရင် end point အဲ့ဒါနေ copy c under ဟိုကကောင်းတာ cross site သွားမှာဖြစ်တဲ့အတွက် account 38အဲ့ရမှာမာရူဒီ line ပေါ်မှာဖြစ်တဲ့ဒီမလေးရီအဲ့မှာကနေ radius 1 by 2နဲ့ circle လေးတစ်ခုဆွဲမယ် radius 1 by 2နဲ့ circle ဆွဲမယ်1 by 2 and a နောက်ပြီးတော့ဒီထိပ်မှာက radius 3 by 16နဲ့ circle ဆွဲမယ်ခုနကလိုပဲ radius 3 by 16 3 by 16 and a တကယ်လို့ကျွန်တော်ကဒီမှာမဟုတ်ဒီနားမှာဆွဲကျင်တာဒါကြောင့် radius common ပြန်ယူမယ် circle radius ဒီမှာ center ထား3 by 16 and a ဒီမှာ circle ကိုဆက်မလို့ကောင်းဖြတ်လိုက်မယ်ပြီးတော့ဒါကြတော့ဒီဘက်တစ်ခုကိုပဲတန်ချန်ဆက်မယ်အဲ့တော့ line common လေးယူမယ် circle ပေါ်မှာ shift right click နဲ့တန်ချန်မရှာမယ် circle ပေါ်မှာ click shift right လေးတန်းချန်နဲ့ဒီစားခဲ့ပါမှာလို့ sorry shift right လေးနဲ့တန်းချန်ဒီစားခဲ့လေးပေါ်မှာပြီးရင် skin နဲ့ထွက်မယ်အဲ့တော့ခုမှတော့မလိုတဲ့ကောင်းလေးတွေကိုဖြစ်လိုက်မယ် dr under under အဲ့ဒါလေးရပြီ ဲ့တော့မရဒီကောင်လေးကိုဒီဘက်မှာအရေးပွားလိုက်မယ်။အော် sorry မေရာပွားလိုက်မယ်เนาะမေရာခောက်လိုက်မယ်။အဲ့တော့မေရာခောက်မယ်ဆိုရင်သူ့ရဲ့အလယ်လိုင်းသိရမယ်။ခုနကဒီဂရီတက်ကြည့်ပြီးရောဘယ်လောက်ရှိရမလဲဆိုတော့60ရှိရမယ်။120တော့60ရှိရမယ်။ဒီကနေ60ပေါ့နော်။အဲ့တော့ဒီလိုင်းလေးကိုပဲ rotate လိုက်မယ်။ R O and R select object and R base point ကိုင်မယ်။ copy သွားမှဖြစ်တဲ့အတွက် C အပေါင်း60 and R အဲ့တော့ဒီ line ကနေကဒါ mid point ကင်ဖို့အတွက် line တစ်ချောင်းခေါ်လိုက်တာပေါ့နော်အဲ့တော့ mirror ဘွားမဲကောင်ကဗာလဲ mi and mirror ဘွားမဲ object တွေကို select မဲ့မယ်ဒီ circle ဒီ line ဒီ one by and ဒီမှာ first point နဲ့ second point နှစ်ခု mid point ကင်ပေးမယ် and ကဲဒါဆိုရင်ဒါလေးရသွားပါပြီနော်အဲ့တော့မော်ဒီမလို့တဲ့ဒီစာကေဟွာကို ဖြတ်လိုက်မယ်ဒီရအန်ဒါအန်ဒါနဲ့ဒီ1ဘိုင်းကိုဒီမှာဖြတ်ထားလိုက်တော့မယ်နောက်တစ်ခုက oh sorry မဟုတ်ဒီဒီစာကဲတိတိလေးကြံနေရနော် control z နဲ့စာကဲပြန်ခေါ်မယ်အဲ့တော့ဒီစာကဲတိတိလေးကဒီဘက်ကနေ19 degree กว่ามาซွဲထားတယ်ဒါဆိုဒီဘက်19ဆိုရင်ဒီဘက်မှာလည်းဒီဘက်19ပေါ့เนาะဆိုတော့ဒီ particle line ကိုဒီလဲမယ် ro under slot object under base point ကဒီ end point ဟာနေပဲကလင်မယ် minus 90 and uh sorry မှာ copy မလုပ်ခဲ့အောင်နော်အဲ့တော့ copy လေးပြန်လုပ်မယ်မမင်းမိသွားရယ်နော်အဲ့ဒါလေးက copy မူရင်း object ကိုချန်ခဲ့ခြင်း copy command လေးထည့်ရမယ် base point ခြင်ပြရနဲ့ c and uh rotation gap minus 90လို့ပဲနောက်တစ်ခု ro and uh ပဲဒီဘက်ကိုလည်းစကူလဲ့မယ်အဲ့တော့ base point ခြင်မယ် c and uh plus 90 အဲ့မှာဒီမက်ကလေးနှစ်ခုရပြီ။သူရဲ့စာကလေးတွေရဲ့ဒိုင်ယာမီတာ1.4 1.4ဒိုင်ယာမီတာ1.4နဲ့စာကလေးနှစ်ခုဆွဲမယ်။ဒီ intersection point မှာ1.4အဲ့မှာဒီမှာ copy ပဲရွှေ့လိုက်တော့မယ် co under slash object under center ကနေဒီပဲ center intersection ပေါ်ပြီး click skin နဲ့ထွက်အဲ့တော့ ဒီ line လေးမလိုတော့ဘူးပြန်ဖြတ်လိုက်မယ်ဒီ line လည်းမလိုတော့ဘူးဖြတ်လိုက်မယ်နောက်ပြီးတော့မှာမရဒီ line ဒီ line ကတူတာဒီမှာ hidden line လေးနဲ့ပြတာရယ်အဲ့ဒီရောအဲ့စာကိမဖြတ်ဘူးတခါလေး hidden line လေးပြင်ခဲ့လိုက်မယ်ပြီးတော့ color အပြာရောင်လေးအပြာရောင်လေးချိန်ခဲ့လိုက်မယ်နော်အဲ့တော့မှာအာ sorry မဟုတ်ဒီမှာဒီဒီကောင်မှာ light ပြောင်းသွားတယ်နော် ဲ့တော့အဲ့ဒီကောင်ကိုပါမသွားအောင်အမတို့အရင်ဆုံးဒီလိုင်းကိုစာကဲဖြတ်လိုက်မယ်ပြီးမှပြန်ဆွဲလိုက်မယ်အပြာရောင် hidden line နဲ့အဲ့တော့ဒီဟာ under under နဲ့ဒီစာကဲကိုဖြတ်လိုက်မယ်ပေါ့နော်ဒီရောဒီနာဒီနာဆိုရဒါဒီမှာဖြတ်လိုက်တော့မယ် and အဲ့တော့ဒါလေးရသွားပြီဒီပုံလေးလည်းရပြီဒါလေးလည်းရပြီဒီနှစ်ခုလည်းရပြီအဲ့တော့ဒီကောင်လေးရလည်းပဲအဲ့လိုပဲဒီ19 degree မှာစောင်းထားတဲ့စာကဲဒီဘက်မှာ19စောင်းထားတဲ့သူကနှစ်ခုပေါင်းမှာတစ်မျိုးလိုပဲမြင်ရပါဘောနော်အဲ့လိုသဘောနဲ့တစ်ခုနှစ်အဲဒါဆိုရင်တစ်ခုနှစ်ခုသုံးခုအဲ့တော့ဒီစာကဲလေးနှစ်ခုကလည်း array သုံးကပွားရမယ်ဒါဆိုရင် array သုံးကပွားမယ်ကောင်လားဒီစာဒီပုံလေးရဒါလေးရဒါလေးရအဲ့တော့အဲ့ကောင်လေးတွေကိုမှ array ပွားပါမယ် er under slash object ဆိုတော့ခုနက object တွေကိုပွားခြင်းနဲ့ object တွေအကုန်လုံးကို select လိုက်မှာပါ။အဲဒီနာ select မှာတာစသရှိရှိလေးရမှာမယ်ပေါ့နော်။မှာတော့ဒီမှာတခုချင်းကြီးဆက်ထားဖြစ်တဲ့အတွက်တခုချင်းစီကိုလိုက်မှာမှာဖြစ်ပါတယ်။ ီတော့ဒီစာကလေးနှစ်ခုပဲပြီးရင်ဆလတ်မတ်ပြီးရင်အန်ဒါပိုလာရေးသွားမှာဖြစ်တဲ့အတွက်ပိုလာပြီးရင်အန်ပွိုင်းမှာခိုင်းမယ်အိုက်တန်က3ခုရဖြစ်တဲ့အတွက်3ရရနော်အဲဆိုရင်ဒီပုံလေးရသွားပြီ ပြီးတော့မှခုနက hidden line နဲ့ diameter 45/8ဆိုတဲ့ circle လေးပြန်ဆွဲလိုက်မယ်ဒီ center လေးမှာ4-5/8 enter အဲ့ဒီ line ကို mara hidden line အပြာရောင်လေးနဲ့ထားမယ်အပြာရောင် hidden line ရရပြီနော်ပြီးတော့မှဒီမှာဆိုရင်မဟုတ်ပါကြမလဲဆိုရင် dimension တက်တာလေးပဲကြမ်းမယ်အဲ့တော့ဒီပုံလေးမှာတော့ မတိုင်မရှင်းတယ်မပြတော့ပါဘူးဗီဒီယိုဖိုင်လေးလည်းနည်းနည်းလေးမိနစ်လေးကြားသွားဖြစ်တဲ့အတွက်တိုင်မရှင်းလေးကိုပါတာကိုတက်ကြည့်ပါကျေးဇူးတင်ပါတယ်